ရွှေကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိအွန်လိုင်းလိမ်လည်တဲ့စင်တာများတွင်လူတသိန်းကျော်ဖြင့်ဆက်လက်လှုပ်ရှားနေစေလို့ထိုင်းရဲစုပြောကြားတဲ့သတင်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိအွန်လိုင်းလိမ်လည်တဲ့စင်တာများတွင်လူတသိန်းကျော်ဖြင့်ဆက်လက်လှုပ်ရှားနေစေလို့ထိုင်းရဲစုပြောကြားကြောင်းဘန်ကောက်ပို့သတင်းတွင်ဖော်ပြထားပါတယ်။နေဆက်ရှိအွန်လိုင်းငွေလိမ်ခိုင်းများကိုရတတဘတ်ပေါင်းများစွာနိုင်ငံအစုံကတိုက်ဖျက်လျက်ရှိနေတယ်လို့သတင်းတွင်ဖော်ပြထားပါတယ်။ လူ9000ခန်းကိုကယ်တင်နိုင်ခဲ့ရာတွင်အချို့မှာလိမ့်လေခိုင်းစေခံရခြင်းများရှိတကယ်သို့အချို့မှာလိုလိုလလဖြင့်လာရောက်လုပ်ကမ်းခြင်းများတွေ့ရှိရတယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှရဲချုပ်သက်ချိုင်းပတ်တန်နီလက်ဘော့ကပြောကြားခဲ့ပါတယ်ကြံနေသေးတဲ့လူ9000တမမဟုတ်တသိန်းအထိဖြစ်နိုင်တယ်လို့ထိုင်းရဲစုကတရုတ်အာဏာပိုင်များကပေးပို့တဲ့အချက်အလက်များကိုကိုးကားပြီးပြောကြားပါရယ် ယခုနှစ်ဖေဖော်ဝါရီမှာစတင်ပြီးထိုင်းမြန်မာနယ်စပ်ရှိမြဝတီမြို့ကိုထိုင်းအာဏာပိုင်များကလောင်စာနှင့်လျက်စစ်တအားများကိုဖျက်တောက်ခဲ့ပြီးနောက်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကိုတိုက်ဖျက်ရေးလုပ်ငန်းများစတင်လှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါပါတယ်ရှင်။